မှာပါ football preview channel ကနေပြန်လည်ပြီးတော့ကြိုးဆိုပါတယ်ဒီနေ့ကတော့တောက်ကြနေပါတော့ဒီနေ့တောက်ကြနေရေးစပြီးတော့ဥရောပလိပွဲစဉ်တွေပြန်ပြီးတော့ကစားကြမှာဖြစ်တယ်ခေါ့နော်အဲ့တော့ဒီနေ့တောက်ကြနေညမှာဆိုလို့ရှင်လေဥရောပ ထိလင်းလီပွဲစဉ်၃ပွဲကစားတော့ဖို့ရှိရပါတော့အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့ဒီနေ့ညမှာကစားတော့ဖို့ရှိတဲ့ဥရောပအထိတဲ့ဒီပွဲစဉ်၃ပွဲရတဲ့ဒီပွဲမှာ၂ပွဲကိုဒီနေ့မှာရွေးထုတ်ပြီးတော့အသုံးသွင်းပေးထားပါတော့အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေရဲ့သုံးသက်ချက်တွေ၁တွေပြီးတော့တခြားသောမောင်းတွဲတွေပေါ့နော်ဒါလေးအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel တွေမှာတင်ပြီးရပါတော့အဲ့တော့ Viber Channel Link ကို Telegram Channel Link ကိုဒီဗီဒီယိုအောက်က Comment မှာ Pin Comment အနေနဲ့ထောက်ပြရပါတော့ဝင်ပြီးတော့ Join ကြနိုင်နေပါအဲ့တော့ပထမဆုံးသုံးသက်ပေးခြင်းတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည၂:၅မှာကစားမဲ့ပြင်သစ်လီဂူဝမ်ပွဲစဉ်တွေပွဲဖြစ်တဲ့ Nice Game ်မာစီတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဝေးစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်မာစီကတကူးသွင်းပြ90ရရမယ်ပြီးတော့9ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ကူးသွင်းပြ90ရရမယ်ပေါ့နော်အဲ့တော့ဒီဝေးစဉ်ကပြင်းလေးလေးဝင်ဝေးစဉ်ဖြစ်တယ်လက်ရှိ MBC ရဲ့ရည်တည်မှုကျွန်တော်ပြန်ကြည့်လို့ရှိရင် Nice ကဒီအဆင့်9နေရာမှာရှိရပေါ့နော်တစ်ဖက်ကမာစီကကျတော့အဆင့်2နေရာမှာရှိနေတဲ့အသင်းတွေဖြစ်တယ်အဲ့တော့ပြောမှဆိုလို့ရှိရင် Nice ပေါ့နော် Nice ကသူရဲ့အိမ်ဝင်းမှာကစားခဲ့နောက်ဆုံး9ဝင်းမှာဆိုလို့ရှိရင်9ဝဲလို့သူတို့ကဒီပြိုင်ဘက်ရဲ့တည်ရှုံးဆိုတဲ့အကြီးတစ်ခု Nike ကအနိုင်ကစားခဲ့တယ်ပေါ့နော်အဲလက်ရှိပေါ့ကြီးအရာဆိုလို့ရှိရင်လည်းမာစီကတကူသွင်းပြား90အရမယ်ဆိုတော့တည်ရေးကြရင်အပြေရှုံးမဲ့ခြေတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ Nike အတင်းကကျတော့သူတို့ကစားခဲ့တဲ့အိမ်ဝင်နောက်ဆုံးပွဲနဲ့ဆက်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ16ဘွဲလောက်ကဒီတစ်ဖက်ကပြိုင်ဘက်ရဲ့တရေရှုံးဆိုတဲ့ခြေတစ်ခုကို Nice ကအနိုင်ကစားခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့ Nice ကအိမ်ဝင်နောက်ဆုံး10ဘွဲမှာဆိုလို့ရှင်လဲ10ဘွဲကဒါသူတို့တင်းကဒီတရေရှုံးဆိုတဲ့ပြိုင်ဘက်ကပြီးခဲ့တဲ့အခြေမှာဆိုလို့ရှင် နောက်ဆုံးအိမ်ဝင်ဆယ်ပွဲမှာရှစ်ပွဲတိတိသူတို့ကကြီးအောင်ကစားနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကမာစီကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေသူတို့ကစားခဲ့တဲ့အဝေးကွင်းနောက်ဆုံးဆယ်ပွဲမှာဆိုလို့ရှင်သူတို့ကဒီအဝေးကွင်းမှာတေးရှုံးပေးပြီးတော့ကြီးအောင်ခဲ့တာဆိုလို့၄ပွဲပဲရှိရပေါ့နော်ပြီးတော့သူတို့က nice နဲ့ ိတ်ဆုံခဲ့ရင်နောက်ဆုံး10ဝဲမှာဆိုလို့ရှိရင်လည်းသူတို့အတင်းက9ပွဲလောက်တီတီကတည်ရှုံးဆိုတဲ့ကြီးနဲ့မာစီကကြီးမအောင်ခဲ့အောင်တွေ့ရလိမ့်မယ်။ဟုတ်လားအဲ့တော့အချက်လက်တွေရဆိုလို့ရှိရင်ဒီပွဲမှာမာစီ nice ကိုအနိုင်ယူဖို့ဆိုတာအကျင်းဒီပါကိုခတ်ခဲလိမ့်မယ်ကျွန်တော်ထင်တယ်။ nice ကိုတိုင်းကလည်းအိမ်ဝဲမှာအရှုံးခံလိမ့်မယ်လို့တော့မထင်ဘူး။အနည်းဆုံးဒီဘက်မှာ nice တည်ကစားသွားမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီဝက်စင်အတွက်ဆိုလို့ရှိရင်တော့အင်ရှင်ဖြစ်တဲ့ nice အတင်းကိုပဲရွေးချယ်ပြေးခြင်းနဲ့ပေါ့ အဲ့တော့နောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်အကြောဒီနေ့ည2နာရီခွဲမှကစားမဲ့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘလင်စီယာနဲ့လီဗန်ဒီတို့ရဲ့ပွဲစဉ်ပါ။အဲ့တော့ဒီပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ဘလင်စီယာကတည်ရကြရင်ပြ80အရှုံးမယ်။ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း85ပြန်ရမှဆိုပြီးကြီးထွက်တယ်ပေါ့နော်။အဲ့တော့လီဗန်ဒီတင်းကဒီဘလင်စီယာရဲ့အိမ်ဝင်းမှာတွားပြီးကစားခဲ့တဲ့နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်သူတို့က9ပွဲတိတိတောင်ရှုံးခဲ့တယ်ပေါ့နော်။ပြီးတော့ဘလင်စီယာကိုယ်တိုင်က လီဗန်ဒီနဲ့တွေ့ဆုံခဲ့ရင်နောက်ဆုံးဆက်နေချိန်မှာဆိုလို့ရှိရင်သူတို့တင်းရတဲ့ချိန်ပဲရှုံးခဲ့တာကိုတွေ့ရလိမ့်မယ်။ပြီးတော့ဒီမလေးဆီးယားကောလီဗန်ဒီကောဒီနဲ့တင်းလုံးကလက်ရှိစပိန်လာလီဂါရဲ့အမှတ်ပြီးစရာရဲ့အဟိုးအောက်ခြေကအဆင့်79နဲ့အဆင့်79နှစ်တင်းရထိတဲ့တိစုံကိုဖြစ်တယ်ပေါ့နော်။ဒီလီဗန်ဒီကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြင်ကြည့်ပြိုင်ပွဲစဉ်နောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်နှစ်တင်းပေါင်းတွင်ကို3ခုနဲ့အထက်မှာရှိခဲ့တာနောက်ဆုံးအဝေးဝင်ပြိုင်ပွဲစဉ်အဝေးဝင်6ပွဲမှာဆိုလို့ရှိရင်9ပွဲတိတိတောင်ရှိခဲ့တယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာလည်း နှစ်သိမ်းပေါင်းသူကိုရှိနိုင်မယ်ကျွန်တော်ထင်တယ်။ပြီးတော့ဒီ head to head reset တွေအရာဆိုလို့ရှိရင် နောက်ဆုံးထိတဲ့တိစုံရဲ့နှစ်ကြိမ်ပါ။နှစ်ကြိမ်လုံးကိုောက်ခဲ့ပြီမယ်။ဒီတစ်ကြိမ်တော့ပြန်ပြီးတော့ကိုပေါ်သွားလိမ့်မယ်ကျွန်တော်ထင်တယ်။ပြီးတော့ Blinzia ကိုတိုင်ကကျတော့လေအင်ကွင်းမှာချင်းဒီပေါင်းနိုင်ပွဲလူနေတဲ့အချိန်တွေတခုမှရှိနေတယ်ဆိုတော့ဒီဘွဲမှာ Blinzia အနိုင်ကစားနိုင်မယ်မျိုးကျွန်တော်ထင်တယ်။ပြီးတော့ Boding to score ရလေဒီဘွဲက yes ဖြစ်နိုင်မယ်လို့ထင်တယ်ပေါ့နော်။အဲ့တော့နှစ်ကိုတခုလောက်ဒီဘွဲစဉ်အတွက်ဆိုလို့ရှိရင်ခံမှန်းနေပေါ့နော်။အဲ့တော့ဒီဘွဲမှာတော့ Blinzia နဲ့ကိုပေါ်ပဲရွေးချယ်ပေးခြင်းနဲ့ပေါ့။